်မင်္ဂလာပါဆရာမဒီနေ့ဆက်ပြီးရှင်းပြပေးမှာက grade 5 english ရဲ့ unit 8 traveling around ကစာမျက်နှာ80ဖြင့် 5a ပဲဖြစ်ပါတယ် read chocho's email to nene read ဆိုတော့ဖတ်ပါ chocho's email ဆိုတော့ chocho e post office ဆိုတာ e ကိုပြောရအောင် chocho e email ကိုဖတ်ပါကြကြက email ပို့ထားတယ်ကြကြရဲ့ email to နင်းနေဘသူ့ပို့ထားလဲဆိုတော့2ဆိုတော့နင်းနေစီတို့ပေါ့နော်နင်းနေစီတို့အာဒီ email ပို့ကြကြ e email ကိုဖတ်ပါနင်းနေစီကိုပို့ထားတဲ့ဒီ email လေးကိုဖတ်ပါတဲ့ from ဆိုတော့မှပေါ့နော်ဘယ်ကနေပို့လာလဲဘယ်မှလဲဆိုတော့ကြော်ကြော်ကပို့ထားတာကြော်ကြော်@ဒါကို@လို့ဖတ်ပါမယ် @at လို့အတန်ဖတ်မယ်နော်ကြော်ကြော် @yourmail.com ဆိုပြီးဖတ်မယ်ဒါလေးက dot လို့ဖတ်ပါမယ်ကြော်ကြော် @yourmail.com to ဆိုတော့ဘလူစီတို့လဲဒါဒီတို့ဒါအရေးခံရတဲ့လူပေါ့နော်စာပို့ခံရတဲ့လူ from ဆိုတာတော့စာပို့ရတဲ့သူကိုပြောတာ linne@yourmail.com linne@yourmail.com subject ကအကြောင်းအရာကိုပြောတာ subject အကြောင်းအရာ invitation an invitation ပါလဲဆိုတော့ဖိတ်ခေါ်ခြင်းဖိတ်ကြားခြင်းပေါ့နော်အာဒါကိုဖိတ်ကြားခြင်းလို့ပဲဆရာမတို့မှတ်ထားလိုက်ရအောင် ဖိတ်ကြခြင်း an invitation အဲ့တော့ဒီမှာကျွန်တော်သိရမှာဒီ i n v i t invite လို့ပြောလို့ရှိရင်ကျတော့သူက buff buff ဝါနော်ဖိတ်ကြသည်ပေါ့နော်ဖိတ်တယ်သူက buff ဖိတ်ကြသည်ဖိတ်သည်ပေါ့အခုခုမွေးနေ့ပွဲတွေပါတယ်ဖိတ်တယ်ဆိုရင် invite ပေါ့ invitation လို့ပြောလို့ရှိရင်ကျတော့သူကနှောင်းဖြစ်သွားပြီဖိတ်ကြခြင်း an invitation ဖိတ်ကြခြင်း hi ninne ဆိုတော့ ninne ရေးပေါ့ are you free this saturday are you free free ဆိုတာအားတာပေါ့နော်အားတော့ပေါ့အချိန်အားနေတာ are you free ဆိုအားသလား this saturday ဆိုတော့ဒီစနေနေ့ကိုအားသလား the weather report weather ကရာသီဥတု report weather report လို့နှစ်ခုတွဲသုံးရင်ကြတော့သတင်းကိုပြောတာမိုးလေဝသသတင်းကိုပြောတာဟုတ်ပြီနော်မိုးလေဝသသတင်း weather report ကရှေ့မှာရှေ့ရသင်ခန်းစာတွေမှာလေ့လာခဲ့ပြီးသားတွေပါ the weather report မိုးလေဝသတည်င်းက6ကပြောတယ်ဒါပေမဲ့ဒီမှာကတော့သူကပြောတယ်လို့မသုံးတော့ဘဲねအာဒီမိုးလေဝသတည်င်းမှာဘလို့ပြောလဲဆိုတော့ that it will be sunny and warm sunny ကနေတာမယ် warm က neutral မယ်နေတာပြီးတော့မှ neutral မယ်လို့ပြောတယ်ဆိုတော့ရာသီဥတုဒီဘလို့နေမလဲဆိုတော့နေတာမယ် neutral မယ်တဲ့ my family and i my family ကျွန်တော်ဤမိသားစုနဲ့ i ကျွန်တော်နဲ့က well go သွားမယ် will plus buff one တခါတည်းမှတ်မယ်နော် will plus buff one ဒီ future tense ကိုကအာဒီပြီးမှလုံမဲ့အလုပ်တွေကိုပေါ့နော်ပြောမယ်ခဏလေးမှလုံမယ်မနေ့ပြန်လုံမယ်တစ်ပတ်ခါလုံမယ်အနာဂတ်မှာလုံရမယ့်အကြောင်းအရာတွေကိုပြောတော့မယ်ဆိုရင် future tense ကိုသုံးမယ် will plus buff one i will go I will go ဟုတ်ပြီနော် my family and I will go my family and I ဒီဒီနေရာမှာ subject ဖြစ်ပြီးတော့ will go ဒီ verb ဖြစ်တယ် will plus verb one on a day trip a day trip ဆိုတာတရက်ခရီးကိုပြောတာ a day trip တရက်ခရီးသူချောင်းတာ beach ပြောသွားမှာလေချောင်းတာကိုသွားမယ်ကမ်းခြေကိုသွားမယ် by car car နဲ့သွားမယ် my family and I will go on a day trip တရက်ခရီးကိုချောင်းတာတို့ တရက်ခရီးကိုကားနဲ့သွားပါမယ်တဲ့ in the morning မနေ့ခင်းမှာ we will swim ဒီမှာလဲ will plus verb 1 we will swim swim in the sea ဲ့တော့ sea ဆိုတာကပင်လယ်ဆိုတော့ပင်လယ်ထဲမှာဆင်းပြီးတော့ရေခူးမယ် we will swim in the sea and at noon noon ဆိုတော့နေ့လယ်ခင်းဒီမှာဆိုရင်ကလေးတို့စာရင်းတွေကိုကြည့်နော် in the afternoon ဆိုမှကော်မာလေးထည့်ပါမယ် we will go uh, sorry in the morning ကော်မာ we will swim in the sea ပင်လယ်ထဲမှာဆင်းပြီးရေခူးမယ် and at noon နေ့လယ်ခင်းမှာကော်မာလာမယ် we will have lunch at the hotel hotel မှာနေ့လယ်စာစားပါမယ် in the afternoon ညနေခင်းမှာကြတော့ we will go to the white sand island white ကဖြူရောင် sand ကတဲဆိုတဲဖြူကျွန်းကိုပြောတာ island ကကျွန်းကိုပြောတာဟုတ်ပြီလား island ဆိုတာဗါလဲကျွန်းဆိုတော့ white sand island ကတဲဖြူကျွန်းကိုသွားမယ် by boat ဘာနဲ့သွားမလဲလေနဲ့သွားမယ် in the afternoon ဆိုနေ့လယ်မှာကြတော့နော်နေ့လယ်ခင်းကိုကြတော့မွန်လွယ်ပိုင်းပေါ့နော်မွန်လွယ်ပိုင်းမှာကြဘာနဲ့ဘယ်ဟိုသွားမှာလဲဆိုတော့တဲဖြူကျွန်းကိုအာလေနဲ့သွားပါမယ်တဲ့ in the evening ညနေခင်းမှာ ညနေဆောင်သွားပြီဆိုရင် we will go to a restaurant for dinner ညနေစာစားဖို့ရန်အတွက် for dinner ညနေစာစားဖို့ရန်အတွက် will go ဒီမှာလည်းပဲ future တွေနဲ့ပဲပြောရမှာเนาะဒါအစီအစဉ်ကိုသူရဲ့ plan တွေကိုပြောနေတာ to a restaurant စားတော့ဆိုင်မှာညနေစာစားပါမယ် i will it will be a wonderful trip trip ဆိုတာကခရီး wonderful ဆိုတာကအံ့ဩစရာကောင်းတာကိုပြောတာဒါပေမဲ့ဒီနေရာမှာကတော့တိတ်ကိုအံ့ဩစရာကောင်းပြီးတော့မှပျော်စရာကောင်းတဲ့ခရီးတစ်ခုဖြစ်မယ်လို့အဲ့လိုမျိုးလေးဘာသာပြန်လို့ရှိရင်လည်းရတယ် it will be a wonderful trip တိတ်ကိုပျော်ရွှင်စရာကောင်းပြီးတော့အံ့အံ့ဩဖွယ်အရာခရီးတစ်ခုဖြစ်လိမ့်မယ်ပေါ့ would you like to join us join us join ဆိုတာ join us ကတော့နေလိုက်ခဲ့မလားအဲ့လိုပြောတာနော် would you like to join us လိုက်ခဲ့ပါလားပေါ့ would you like to join us please reply ပြန်ပြောခဲ့နော်ဆိုတာမျိုး reply ဆိုတာအကြောင်းပြန်တာနော်ကလေးတို့ကဒီစကလုံးလေးတွေနဲ့တော့ရင်းနှီးနေမှာပါအကြောင်းပြန်နေပြန်ပြီးတော့မှစပြန်နေပေါ့နော်စပြန်နေ please reply ဆိုတာစပြန်ခဲ့ပါအကြောင်းပြန်ခဲ့ပါ your cousin cousin ဆိုတာတဝမ်းခွဲညီအကိုမောင်နှမတွေကိုပြောတာကြကြော်ရပြီနော်ဒါဆိုရင်ဆရာမတို့ကအစာလေးကိုဖတ်ကြည့်အောင် Hi Nini are you free this Saturday The weather report says that it will be sunny and warm. My family and I will go on a day trip to Changda Beach by car. In the morning, we will swim in the sea, and at noon, we will have lunch at the hotel. In the afternoon, we will go to White Sand Island by boat. In the evening, we will go to a restaurant for dinner. It will be a wonderful trip. Will you like to join us? Please reply. Your cousin, Tito. ရပြီနော်အဲ့တော့စာဖတ်တဲ့အချိန်မှာဒီလိုမျိုး sentence တစ်စောင်းဆုံးသွားပြီ question mark နဲ့ပဲဆုံးဆုံး uh, full stop နဲ့ပဲဆုံးဆုံးနည်းနည်းလေး pause ကလေးအဲလုပ်ပေးပါမနော်ရက်ပေးမယ်ပြီးလို့ရှိရင်ဒီလိုမျိုး comma လေးတွေဆိုရင်တစ်ခါရက်လိုက်မယ်တစ်ခါလေး sentence ကိုအကြောင်းလိုက်ကြည့်မဖတ်ဘူးဟုတ်ပြီလားတစ်ခေါက်ထပ်ပြီးဖတ်ကြည့်မယ် are you free in sat are you free this saturday the weather report says that it will be sunny and warm My family and I will go on a day trip to Changda Beach by car. In the morning, we will swim in the sea, and at noon, we will have lunch at the hotel. In the afternoon, we will go to White Sand Island by boat. In the evening, we will go to a restaurant for dinner. It will be a wonderful trip. Would you like to join us? Please reply, your cousin, Tito. ညာပြီနော်ကဲဒါဆိုရင်အောက်မှာကလေးကဘာကိုဆက်ဖက်ရမလဲဆိုတော့ choose true or false ကိုအပေါ်အစာလေးဖက်ပြီးသွားပြီဆိုတော့ねချက်ချင်းသိတယ်ဟုတ်ပြီနော်ဆိုတော့ဇမတ်ကြည့်ကြအောင် the weather on saturday will be rainy and cool weather on saturday ဆိုစနေနေ့ရဲ့ရာသီဥတုဒီ will be rainy and cool မိုးရွာပြီးတော့မှအေးပါမယ်တဲ့ဆိုတော့ဘာဖြစ်လဲ false Chacho and his family will go to Changdabi. Chacho ne his family သူရဲ့မိသားစုက will go to Changdabi. Changdabi ကိုသွားပါမယ်တဲ့။ Changdabi ကမ်းခြေကိုသွားမယ်ပေါ့နော်။ဆိုတော့ဘာဖြစ်လဲဒါမှန်နေ they will go to white sand island in the morning to manet khin ma tae phyu chung o twa mae so lo di ma tae phyu chung o ga in the afternoon lo ga na in the afternoon we will go to white sand island so da ba phit le ma de Chuchor is inviting Ninne to go to the beach. Ninne ကိုဘာကိစ္စဖိတ်တာလဲဆိုတော့ဒီကန့်ချေကိုသွားဖို့ရန်အတွက်ဖိတ်ပါတယ်တဲ့ဒါဆိုပါဖြစ်လေ man လေးပေါ့ညာပြီနော်နောက်တစ်ခု read Ninne's reply to Chuchor Ninne က Chuchor ကို reply ပြန်ထားတယ် reply ပြန်တယ်ဆိုတော့ဘာလို့လဲစာပြန်တယ်အကြောင်းပြန်တယ်ပေါ့နော်စာပြန်အပေါ်မှာပြောပြပါပြီအကြောင်းပြန်တယ်ဆိုတော့ဒီမှာဒါပါလေ Ninne i အကြောင်းပြန်စား ဟုတ်ပြီနော် apostrophe s ဆိုတာ e ဖြစ်တဲ့အတွက်ကြောင့်မို့ reach ဖတ်ပါ ninnin's reply to jojo ninnin e jojo တို့ ninnin ကကြော်ကြော်တို့ reply ပြန်တဲ့အစာကိုဖတ်ပါတဲ့ ဆိုတော့ from ဆိုဒီမှာမှဒါရေးတဲ့သူဘယ်မှလဲဘယ်မှတဆင့်လဲဆိုတော့ ninne@yourmail.com အဲ့ကနေရေးလိုက်တယ်ပို့လိုက်တဲ့စာသူကသူ့ပေါ့နော်ဘယ်စီသူ့လဲကြကြ @yourmail.com ကြကြစီပို့လိုက်တယ် subject အကြောင်းအရာကြတော့ reply a reply အကြောင်းပြန်စာ to your invitation ဆိုတော့ to your invitation ဆိုတော့ဘသူရဲ့လဲဆိုကြကြဤ your thing i invitation ဖိတ်ကြားခြင်းကိုဒါအကြောင်းပြန်ချဟုတ်ပြီနော်ဖိတ်ကြားခြင်းကိုအကြောင်းပြန်ချင်း အကြောင်းပြန်ခြင်းရပြီလား hi to joe ဆိုကျော်ကျော်ရေးပေါ့ thank you for your invitation thank you ဆိုကျေးဇူးတင်တယ် for your invitation အဒီလိုမျိုးလေးဖိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်တာတင်ပါတယ်တော့ဖိတ်စာရတော့ကျေးဇူးတင်ပါတယ် sure i would love to လိုက်ပါမယ်ပေါ့လိုက်ချင်တယ်လို့လည်းဒါပြောလို့ရတယ်လို့လိုက်မယ်ဒါပေမဲ့ i have some questions i have some questions မေးစရာတချို့ရှိသေးတယ်မိကုန်မေးစရာလေးတွေရှိတယ် when will we leave for chanda beach leave ဆိုတာချက်ခွာသည်နော်ချက်ခွာသည်အဲ့တော့ရှေ့မှာ will plus buff one နဲ့ကလေးတို့စာလုပ်ခဲ့တယ်ဟာဒီအပေါ်မှာလေးလာခဲ့တယ် subject plus will plus buff one လာတာဟုတ်ပြီနော်ဥပမာ i will go အဲ့လိုလာတာအဲ့တော့ question လုပ်တော့မယ်ဆိုဒီ will ကရှေ့ကိုရောက်လာမယ် will subject plus verb one ဆိုဒီလိုလာမယ်။ဆိုတဲ့အခါကျဒီမှာ will subject verb one ဆိုလာတာ။ဟုတ်ပြီနော်ဒါ question လောက်ထားတာ။ when ဆိုတာဘယ်အချိန်ကိုမေးတာ။ ဘယ်ချိန်လဲဘယ်ချိန်မှာမေခွန်းဆိုလို့ရှိရင် question ဆိုလို့ရှိရင် when ကအချိန်ဖြစ်ပြီးတော့မှာ sentence ဆိုရင်ကျတော့သူက when ဒီပါလေတော့အခါဘယ်တော့အခါပေါ့နော်အဲဒီစာဖတ်နေတော့အခါတို့ when i was reading တို့ when i am reading တို့ဒါ when ဒီတော့အခါနဲ့ဘာသာပြန်မယ်ဒီလိုမျိုးဆိုရင်ကျတော့အချိန်ကိုပြောတာ when will we leave ဘယ်ချိန်မှာထွက်မှာလဲ for chowda beach လေကန်ချီအတွက်ဘယ်ချိန်ကိုထွက်မှာလဲဘယ်ချိန်စသွားမှာလဲ how long is the trip how long is the trip ဒီခရီးကဘယ်လောက်ကြာမှာလဲ which hotel will we stay at which hotel will we stay at stay ကနေတာเนาะဘယ် hotel မှာနေမှာလဲဘယ် hotel မှာတဲမှာလဲဗော which restaurant restaurant ကစားတောက်ဆိုင်ဘယ်စားတောက်ဆိုင်မှာညနေစာစားကြမှာလဲဟုတ်ပြီနော် which restaurant will we go two for dinner ညနေစာစားဖို့ရင်အကျွဲဘယ်စားတော့ဆိုင်ကိုသွားကြမှာလဲပေါ့ဘယ်မှာစားကြမှာလဲ i'm looking forward to your reply မင်းရဲ့ i'm looking forward look forward ဆိုစောက်မြော်နေတာပြောဟုတ်ပြီနော် i'm looking forward to your reply မင်းရဲ့အကြောင်းအကြားစာကိုစောင့်နေမယ်ပေါ့တရိပ်ဘာသာပြန်ရင်တော့အဲ့လိုမျိုးပေါ့လေဟိုလိုမျိုးပေါ့အာဒီအဆင်ပြေအောင်ပြန်မယ်ဆိုရင်တော့စာပြန်ခဲ့ပါအောင်ဒါမျိုးလေးပေါ့အကြောင်းပြန်ပါအောင်ဆိုတာမျိုးလေးပြောရင်တော့ရပြီအဲ့တော့ကျွန်တော်တို့အသေးစိတ်လေးပြောမယ်ဆိုရင်တော့သင်ရဲ့စာကိုအာသင်ရဲ့စာကိုချပါစောင့်နေမယ်ဆိုတဲ့သဘောမျိုး your cousin ninin ဒါ ninin ကနေရေးလိုက်တယ်စာဆိုတော့ရေးတဲ့သူဒီအောက်မှာရှိမှာနော် your cousin ninin hi တော်တော်ဆိုတော့တော်တော်စီကိုရေးတာ 6a မှာ look at george's note george ရဲ့ note ဆိုတော့ဒီ note ကိုကြည့်ပါတဲ့အာဒီကြည့်ပြီးတော့မှ about ချောင်းတာ trip and answer nine question about ဆိုတော့ပတ်သက်ပြီးတော့မှဒီချောင်းတာ trip ချောင်းတာခရီးနဲ့ပတ်သက်ပြီးတော့မှ george ရဲ့ဒီမှာ notes ကလေးရှိတယ်ဒီ note ကိုကြည့်ပဲသူရဲ့မှတ်တမ်းလေးမှတ်စုလေးပေါ့နော် and answer nine question nine ရဲ့မိကွန်းလေးကိုအာဒီဖြည့်ပေးမယ်ပေါ့အဲ့တော့ note ဆိုတာဘာလဲဆိုရင်မှတ်စု ဘာအကြောင်းနဲ့ပတ်သက်တဲ့မဆူတွေလေအဲသူရဲ့ချောင်းတာခကြီးရဲ့အတွက်ရေးထားတဲ့မဆူလေးပေါ့နော်ဒီလိုမျိုးသူချောင်းဘဲချိန်မှထွက်မလိုက်ဆိုတော့၄နာရီ when to leave 4 am how long 7 hours ခုနှစ်နာရီလောက်ကြာမယ်သူရဲ့ခကြီးက hotel က hotel blue sky restaurant က yummy restaurant ဆိုပြီးနာမည်လေးတွေရေးထားတယ်ခဲတာဆိုရင်စမရီအောက်ကဖြည့်လေးတွေကိုဖြည့်ကြည့်မယ် when will we leave for chongda beach chongda ဒီသူမေးထားတာဘယ်သူမေးထားလဲဆိုတာနင်းနင်းမေးထားတဲ့မိကုန်းနေကိုဆင်မတီမှာဖြည့်ကြည့်ရမယ်ဟုတ်ပြီနော်ဆိုတော့ chongda ခရီးကိုပေါ့နော်ချမ်းသာကမ်းခြေကိုဘယ်ချိန်မှစထွက်မှာလဲဆို 4am အချိန်ပေးထားတာဆိုတော့အချိန်ဆိုကျွန်တော်ဘာနဲ့ရေးလို့ရှိလဲ at 4am ဆိုတော့ at နဲ့ရေးလို့ရှိတယ် ဟုတ်ပြီလားဒါဆိုရင်၄နာရီပေါ့နော်ဒါဆိုရင်ဆရာမတို့ဒီဒါမေကွန်မို့လို့ well ကရှေ့ကိုရောက်နေတာလို့ဆရာမခုနရှင်းပြရတယ်အာဒီ sentence ရေးတော့မယ်ဆိုရင် subject plus well plus verb one ဆိုပြီးအဲ့လိုလာမှာဖြစ်လို့ဆရာမတို့ဒီဒီ well ကဒီကြားထဲကိုရောက်လာမယ် we will leave ဟုတ်ပြီနော် we will leave for chongda beach ဘယ်အချိန်မှာလဲ we will leave for chongda beach at 4 am ဆိုပြီးလာမယ် ရပြီနော်အဲ့တော့ we will leave for Chonta Beach at 4 a.m. we will leave for Chonta Beach at 4 a.m. how long is the trip how long is the trip ခရီးကဘယ်လောက်ကြာမှာလဲဆိုတော့7 hours the trip is 7 hours ဆိုတော့ဒီနားလေးမှာဒီနံပါတ်1ကိုဖြေလို့ရမယ်နည်းလမ်းတွေအများကြီးရှိတယ်ဟုတ်ပြီနော်ဆိုတော့ဆရာမဒီမှာဒီ လည်းလေးရေးပြပေးမယ်ဟုတ်ပြီလားဆိုတော့ဘလို့ဖြစ်ဖြစ်ရတဲ့တကြောင်လောက်ကလေးပဲပြောရင်လည်းရပေမယ့်ဆင်မကတော့သူ့ပြပြဆုံဆုံလေးပြောခြင်းနဲ့အာဒီဘာနော်ဘလို့ဖြစ်ဖြေလို့ရမလဲဆို the trip is အရင်ဆုံးတော့ subject လာမှာပဲ the trip ပြီးလို့ရှိရင် buff လာမယ် buff to be one နော်ဘာဒီ buff to be လာမယ်ပေါ့ the trip is 7 hours long ဘလို့လေးရင်းကိုရတာပဲ The trip is seven hours long. Ho, uh, number one number two yamigona. No? The trip is seven hours long. Not kuga. The trip to the Changda beach. The trip to the Changda beach. Changda ganche okay, udame di kiyidi is seven hours. ဲ့လိုလေးရင်းလည်းရတာပဲဟုတ်လား the trip to the chaungda beach ကကြဒီမှာ subject ဖြစ်သွားပြီးတော့မှဒါဒီ buff ဖြစ်မယ် the trip to the chaungda beach is 7 hours လို့ရင်းလည်းရတာပဲကျွန်တော်ရှေ့မှာလေ့လာခဲ့တဲ့ it takes နဲ့ရေးလို့ကောမရအောင်လားရတာပေါ့ it takes 7 hours to get there It takes 7 hours to get there. အဲ့ကိုရဖို့9နာရီကြာတယ်။ It takes 7 hours to get there. ဟုတ်လားဒါကကြတော့နောက်တစ်ခု ောက်ထပ်ဘယ်လိုရေးလို့ရသည်လဲ it is ဘယ်လိုမျိုးရှင်းရှင်းလဲ7 hours air 7 hours နောက်ခုနော်နောက်ထပ်ဘယ်လိုရေးလို့ရသည်လဲ the trip takes 7 hours ဆိုမှရေးလို့ရတယ်နောက်ထပ်တစ်ခုဘာလို့ရေးလို့ရသည်လဲ it takes 7 hours ဆက်မလို့ဒီမှာပါပြီးပြီလား it takes 7 hours ဆိုမှရှင်းရှင်းလေးဒီတိုင်းလေးရေးလိုက်လို့ရတယ်ဒီတဲ့မှာအဆင်ပြေဆုံးကတော့ the trip is 7 hours long ဆိုမှဒါလေးလည်းအဆင်ပြေတာပဲဟုတ်လားကိုကြိုက်တာရေးလို့ရ the trip to the chowda beach is 7 hours နောက်တစ်ခုကဘယ်လိုရေးလို့ရသေးလဲ the trip will take about the trip will take about ကြာလိမ့်မယ်သူကကြာ future နဲ့ရေးထားတယ် the trip will take about 7 hours 9နာရီလောက်ကြာလိမ့်မယ်အတိအကျတော့မပြောထားဘူးဒီမှာ above နဲ့ကြာ The trip will take about 7 hours ဒီလိုရေးလည်းရတာပဲဟုတ်ပြီနော်ဆိုတော့ကိုအဆင်ပြေတယ်လို့လေးရေးမယ်ဒါလေးကြာရင်လည်းဒါလေးကိုရေးပေါ်ကဒီဆရာမတော့ the trip the trip is 7 hours long ဆိုပြီးတော့မယ်သူ့ကိုရေးလိုက်တော့မယ်ဟုတ်ပြီနော်ဆိုတော့ဆရာမတို့လာပါသည်ပထမအောင်ဆုံးက subject လာမယ် The trip is ဆိုပြီး buff လာမယ်7 hours long ဆိုပေမဲ့လေရေးလိုက်မယ်။ဒါဆိုရင်ရှင်းရှင်းလေးနဲ့ရသွားရော Which hotel will we stay at? ဆိုတော့အရင်ဆုံး subject လာမယ်နော်။မေးခွန်းဖြေမဲ့အချိန်မှာ subject လာမယ်။ We will We will stay at ဘာမှတဲမှာလေ Hotel Blue Sky. We will stay at hotel blue sky hotel blue sky မှာတဲပါမယ်နောက်တစ်ခု wish restaurant ဘယ်စားတော့ဆိုင်မှာညနေစာစားမှလဲစားမှလဲဆိုဆင်မရှေ့ရလေးလာထားတယ် well we well well we are we were subject well plus verb one ညာပြီနော် subject well plus verb one ဆိုတော့ verb ရှိတဲ့နေရာရဲ့ရှေ့ကို well ကလာမှာပဲဟုတ်ပြီနော်ဆိုတော့ we will go to to So, ဆိုတာဘယ်နေရာသွားမှာလဲဆိုတော့ဒီနေရာလေးမှာရေးပေးရမှာမယ် we will go to to ရဲ့နောက်မှာ yummy restaurant r e s t a u r a n t restaurant we will go to Rem, yummy restaurant for dinner So, ဆိုတော့အဖြစ်လေးပြောကြည့်အောင် we will leave for chowda beach at 4 am the trip is 7 hours long we will stay at hotel blue sky we will go to yummy restaurant for dinner. Yamina, not a sentiment. Uh, complete uh, reply to Ninin's email in 5C. So, the 5C မှာဆီမရောကနင်းနေရဲ့ email ကိုဖတ်ခဲ့ပြီးနင်းနေရဲ့ email နော် 5C မှာဖတ်ဖတ်ခဲ့ပြီးအဲ့ဒီဖတ်ထားတဲ့ email ကိုမှကြော်ကြော်ရဲ့ reply ကိုဒီမှာရေးပေးပါကြော်ကြော်ရဲ့ reply ကဒါ၄ပေါ့နော်ဆီမရောမိကုန်းရဲ့အဖြေကိုဖြည့်ပြီးသွားပြီဆိုတော့ from ကတော့မှကြော်ကြော်မှရေးမယ်ကြော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 ် @youyourmail.com သူကနင်းနေ @youyourmail.com subject က a reply to your questions ဒီတိုင်းလေးပဲရေးလို့ရပါတယ် a reply to your questions ဟာပဲနော်ဆိုတော့ we can go together dear nene ဆိုချေရတော့နင်းနင်းရေးပေါ့လားဘာသာပြန်တာတော့အဆင်ပြေလို့ပြန်ပါ we can go together ငါတို့တူတူသွားလို့ရတယ် that's great ခေါင်းနာပေါ့ပြောစရာကြီးပေါ့ထားလိုက်တော့ဆိုတော့ကျွန်တော်တို့ site ရေးလိုက်မယ် question 1 2 3 4ဒီမှာအဆင်လိုက်လေးရေးလိုက်လို့ရပြီ we will we will live A bohari, no? We will leave for Chowda Beach. C H A U N G Chowda Beach at Betimale 4 a.m. That question number one, baby. Now say, how long is the trip? So, the trip is seven hours long. Say, we will stay. We will stay at hotel, blue sky. We will go to yummy restaurant. R E S T A U R E N T yummy restaurant for dinner. Janizatwe yummy restaurant go Please don't forget. Don't forget some no. ျေစုဖြစ်ပြီးမမေ့နဲ့ to bring ယူလာဖို့ blank and blank ဆိုတာဘာဘာတွေတဲကြမလဲဆရာတို့က beach ကိုသွားမှာဆိုတော့ကိုကြိုက်တာလေးတွေဒါပြောလို့ရတယ်ဗောဥပမာ swimming suit S W I M M I N G swimming suit လေးတဲချင်းလည်းရတာဗောကင်မရာဆိုရင်လည်းရတာပဲတပုံလေးတွေရိုက်မယ်ဗောဥမာဖုန်းနဲ့တပုံလေးတွေရိုက်ခြင်းနဲ့ဖုန်းနောက်တစ်ခုကဘာလဲဘာလို့လို့ရသေးလဲ towel ဗော towel နဲ့ swimming suit တွေမမေ့နဲ့ဆိုတော့ဒီမှာကိုချိုက်တာထဲလိုက်နော် please don't forget to bring swimming suit and towel လေးရတာပဲ please don't forget to bring camera and swimming suit လေးရတာပဲ phone လေးရတာပဲနောက်တော့ဒီအစားအသောက်လေးတွေ snacks လေးတွေယူလာခဲ့လို့ပြောလို့လည်းရတာပဲဟုတ်လားဒီ trip နဲ့ပတ်သက်တဲ့ဟာပဲကိုကန်းချေသွားမှာဆိုတော့အတိတ်ကတော့ဒီ swimming suit တွေ camera တွေ phone တွေရတော့ထည့်လို့ရတာပေါ့နော်တပုံညိုက်လို့ရအောင်ဆိုပြီးတော့ဆိုတော့ your cousin ကြော်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 လေးရေးလိုက်တယ်ဒါဆိုရင်ကျွန်တော်ဒီနေ့ email ကိုလေ့လာတယ် ဒီ email လည်းပတ်သက်ပြီးတော့မှ reply နေပြီလို့ပြန်နေဆိုတော့လေ့လာတယ်။အဲကလေးတို့ကဒါလေးကိုရှင်းရှင်းလေးသိသွားပြီလို့ဆင်မယူဆရယ်နော်။နောက်ရက်က video ကြားမှာပဲ lesson 2က a place i want to visit ကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။အခုလို့အဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။